္ဂလာပါရှင်ကျမခင်ယူပါပါဒီဗီရုံမြင့်တန်ကြားရဲ့နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာဖြစ်ပါတယ်ရှင်အစိုးရရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တိုင်းဒေသတွေရဲ့တနိုင်ငံလုံးအပြစ်ခတ်ရေးဆေးရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT နဲ့နိုင်ငံရေးပါတီတို့ရန်ကုန်မြို့မြန်မာငြိမ်းချမ်းရေးစင်တာမှာဒီကနေ့တနင်္လာနေ့မှာတွေ့ဆုံဆွေးနွေးနေပါတယ်အပြစ်ခတ်ရေးဆေးရေးဖြစ်ပြီးနောက်ပိုင်းကိစ္စတွေကိုအလို့သဘောဆွေးနွေးဖို့အတွက်၃ပွင့်ဆိုင်တွေ့ဆုံကြတာပါ ီနေ့ဆွေးနွေးပွဲဟာလာမယ့်အနာဂတ်နိုင်ငံရေးဆွေးနွေးပွဲများဆိုင်ရာမူပေါင်းများပြင်ဆင်ရေးအတွက်အရေးကြီးတဲ့အတွက်ခေါင်းဆောင်တွေရဲ့အမြင့်သဘောထားဟာတိုင်းပြည်ရဲ့ကောင်းမွန်တဲ့အနာဂတ်အတွက်အခြေခံအုတ်မြစ်တွေဖြစ်တယ်လို့ခံယူကြောင်းပြောင်းစုဝင်ကြီးဦးအောင်မင်းကအဖွင့်မိန်ခွန်းမှာပြောဆိုသွားပါတယ်။တနိုင်ငံလုံးအပြစ်ခတ်ရဲ့ဆေးရီမူကြမ်းအတွက်အစိုးရနဲ့တိုင်းရင်းသားတွေဆွေးနွေးအပြီးမှာပါတီတွေနဲ့ဆွေးနွေးကြတာဖြစ်ပါတယ်ရှင်။အစိုးရနဲ့တိုင်းရင်းသားတွေရဲ့တနိုင်ငံလုံးအပြစ်ခတ်ရဲ့ဆေးရီဆိုင်ရာညှိနှိုင်းမှုအတွင်းမှာကွဲလွဲချက်တချို့ကြံနေသေးတဲ့အတွက်လာမယ့်စက်တင်ဘာလမှာထပ်မံဆွေးနွေးဖို့သဘောတူညီလိုက်ပါတယ်။ ဆွေးနွေးပွဲပထမရက်မှာအစိုးရဘက်ကဖက်ဒရယ်ပြည်ထောင်စုကိုမူအနေနဲ့သဘောတူလိုက်ပေမဲ့နိုင်ငံရေးဆွေးနွေးပွဲတွေမစခင်ကြာကာလမှာတက်တွေကိုနေရာချထားရေးဆွေးနွေးပွဲတွေမှာနိုင်ငံရေးပါတီတွေဘယ်အခမ်းကဏ္ဍကနေပါဝင်မလဲဆိုတာနဲ့တနိုင်ငံလုံးအပြစ်ခတ်ရေးရေးမှာဘယ်တိုင်းရင်းသားလက်နက်ကင်တွေပါဝင်မလဲဆိုတာတွေကိုအစိုးရနဲ့ NCC တီကြားမှာညှိနှိုင်းလို့မရသေးဘူးလို့နိုင်ဟန်သားကပြောဆိုပါရရှင်ဟုတ်ရှင်အေအေကန်ဆက်ယုံကစာချုပ်အတိုင်းဆောင်ရွက်မှုရှိတဲ့အတွက်တရားဆွဲခံထားတဲ့အလို့သမားတွေ ။တရက်စာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ဒီတရက်ကိုခွန်မသားကတင်ဆက်ထားပါရရှင်။ရန်ကုန်မြို့မြို့တော်ခမ်းမရှိမှာတပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ကြတဲ့ဟုံရှင်းအေးခန်းအလုတ်သမားတွေအထက်ကတရားစွဲဆိုခံထားရတဲ့ကိုမင်းမင်းနဲ့ကိုတီဟာတွေဟာအခုထိဆက်လက်အမှုရင်ဆိုင်နေရတာပါ ဟုန်ရှဲရဲ့ခန်းဆက်ယုံကသူတို့နှုတ်ဦးကိုအကောင်းဆုံးဖြစ်အောင်ညှိနှိုင်းမှုတွေပြုလုပ်သွားမယ်လို့အလုရှင်ဘက်ကကတိပေးခဲ့ပြီးတနေ့ကြော်သွားပြီးဖြစ်ပေမဲ့ဆက်လက်အမှုရင်ဆိုင်နေရသေးတာကြောင့်ဩဂုတ်လ18ရက်နေ့ကမြန်မာအလုသမားတမကဖွဲ့ချုပ်မှသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ကျွန်တော်တို့ဟိုဟာမြို့တော်ခမ်းမရှင်မှာစောက်ဆုံးချုပ်တုံးကဒီကျွန်တော်တို့အမှုကိုဒီကျွန်တော်တို့ဒီဟုတ်ရှင်းအေးကနေတုံးဆန်ကဒီအမှုကိုအကောင်းဆုံးပိတ်သိမ်းအကောင်းဆုံးညှိနှိုင်းပြီးတော့အများဆုံးပိတ်သိမ်းမှုလို့ပြောပြီးတော့ ခုတနည်းကြော်ပြီးကျွန်တော်တို့အမှုရေးဆိုင်နေရတဲ့အကြောင်းမလို့မပိတ်သိမ်းပေးမပိတ်သိမ်းပေးလို့ကျွန်တော်တို့ဒီနေ့ရှင်းလင်းမယ်လုပ်ရတာဒါပြင်အလုတ်ရှင်ကဆက်ယုံကိုအပီးပိုင်ပိတ်သိမ်းသွားမယ်လို့စချုပ်ချုပ်ထားတာကိုလည်းစာချုပ်အတိုင်းလှိုက်နာမှုမရှိဘဲဆက်ယုံကိုအခုထိလည်းပနေတယ်လို့လည်းကိုမင်းမင်းကပြောပါတယ်။သူတို့တွေကိုပိတ်ဆို့မှုအကျိုးဖြတ်စီမှုအပေးအမြောက်ပြုမှုချင်းချောက်မှုစတဲ့အမှုတွေနဲ့တရားဆက်ဆိုခံထားရတာပါ။အခုလိုအလုရှင်ဘက်ကဖြည့်ရှင်းမှုတွေမရှိဘဲ ဒီတိုင်းဆက်သွားနိုင်မယ်ဆိုရင်အလုတ်သမားတွေရဲ့စန္ဒာအရပြန်လည်အရေးယူမှုတွေဆောင်ရွက်နိုင်တယ်လို့ပြောပါတယ်ဟာနှစ်ပတ်ကြီးနဲ့သဘောတူစာချုပ်ထဲမှာပါတယ်အတိုင်းဒီမှုနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဖြစ်အောင်သူတို့လုပ်ပေးတဲ့နောက်တစ်ခုကတော့ဘာလို့အကောင်းဆုံးဖြစ်အောင်ဆိုတော့အဲဒီမှာဒီထဲမှာပါထားပြီးတော့အကောင်းဆုံးဖြစ်အောင်ဆိုတော့ဘလို့ဘယ်လိုဖြစ်ရင်အကောင်းဆုံးဖြစ်မယ်ဒီဥပမာတွေတက်တာအဲ့တော့ဒီအလုပ်မိုင်းနဲ့ပတ်သက်ပြီးတော့ဒီအမှုတွေကိုဟိုမှာ၄၅တက် ဆိုလို့ရှိရင်လည်းရုပ်သိမ်းမှုဆိုလို့ဆိုရင်ဒီမှုနဲ့ပတ်သက်ပြီးတော့မှရုပ်သိမ်းရမယ်ခြေတဲ့ခြေပြရတဲ့ပုံမှန်ဆိုရင်ခြေပြရမယ်ရုပ်သိမ်းပြရတဲ့ပုံမှန်ဆိုရင်ရုပ်သိမ်းပြရမယ်အဲ့လိုမှမဟုတ်ဘူးဆက်ပြီးတော့မှဒီတိုင်းပဲဆက်သွားနိုင်မယ်ဆိုလို့ရှိရင်အလုရှင်ဘက်ကနေပြီးတော့မှဒီသူတို့အလုသမားအလုရှင်တစ်ပတ်သဘောလို့ယူထားတဲ့စာချုပ်ကိုဖောက်ပြဆက်လက်ဖောက်ပြနေတဲ့သဘောရှိတာပေါ့နော်ဒါရင်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အလုသမားတွေဘက်ကအလုရှင်ကိုအာဒီစာချုပ်ဖောက်ပြမှုနဲ့ပတ်သက်ပြီးအလုသမားတွေဘက်ကရေးဆွဲမယ်ဆိုလို့ဆောင်ရွက်ရတယ်ဒါကအလုသမားတွေရဲ့ဆန္ဒအရာပါပဲနော် ဟွန်ရှင်းအလုတ်သမားတရာကျော်ဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလကအလုတ်ရှင်ကရော့ကျေးပေးပြီးအလုတ်ထုတ်ဖို့စီစဉ်နေတာကိုကန့်ကွက်တဲ့အနေနဲ့ရန်ကုန်မြို့မြို့တော်ခမ်းမရှိမှာတပိတ်စခန်းဖွင့်ဆန္ဒထုတ်ပေါ်ခဲ့ကြတာပါအလုတ်ရှင်ဘက်ကအလုတ်သမားကိုရော့ကျေးတွေပေးခဲ့တယ်လို့စက်ယုံကလည်းပိတ်သိမ်းလိုက်ပြီလို့ပြောခဲ့ကြောင်းတရားစွဲဆိုခံထားရတဲ့အလုတ်သမားကောင်းဆောင်တွေကိုလည်းအကောင်ဆုံးဖြစ်အောင်စီစဉ်ဆောင်ရွက်ပေးမယ်လို့ကတိပေးခဲ့တယ်လို့ကိုမင်းမင်းကပြောပါတယ်။အခုတော့တနေ့ကြော်သွားပြီးဖြစ်ပေမဲ့ အလုတ်ရှင်ဘက်ကတရားစွဲခံထားရတဲ့အလုတ်သမားတွေအပေါ်ဖြည့်ရှင်းပေးတာတွေမရှိသေးသလိုဆက်ယုံကလည်းဆက်လက်လဲပါနေတာကြောင့်တရားစွဲဆိုခံထားရတဲ့အလုတ်သမားကောင်းဆောင်တွေကရှင်းနေပွဲပြုတ်လုခဲ့တာဖြစ်ပါတယ်ကျွန်တော်ခွန်ပါတာပါပယ်လန်အဖို့ဝင်နေစီးနှင်းလိုက်ပါလာတဲ့ရှင်တိုက်မှုနဲ့ပတ်သက်လို့တာဝန်ရှိသူတွေရဲ့ကင်တွေပုံဟာတစ်ဖက်ဆောင်းနှင်းဆန်နေတယ်လို့ပယ်လန်အဖွဲ့ဝင်တွေကပြောပါရယ်ပြီးခဲ့တဲ့အော်ဂိုလာ9ရက်နေ့ ည9နာရီကျော်ကဖြစ်ပွားခဲ့တဲ့ပန်းရလန်ဂီတအဖွဲ့စီနင်းလိုက်ပါလာတဲ့ light track ရင်နဲ့ကိုဒိနာရင်တိုက်မိခဲ့တဲ့အတွက်အဲ့ဒီအဖွဲ့ကအမျိုးသမီးတယောက်အပါအဝင်စုစုပေါင်းလူ10ဦးဒဏ်ရာရရှိခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလမ်းမတော်မြို့နယ်ရဲစခန်းကလက်ထရက်မောင်းနေတဲ့ရင်မောင်းကိုရက်ထားတဲ့ကားကိုဝင်တိုက်တယ်ဆိုပြီး လိုက်ထွက်ရင်မောင်းကိုမရင်မတော်တဆမှုတွေကြောင့်အရေးယူနိုင်တဲ့ပုံမှန်338 239လို့နဲ့အမှုဖွင့်ထားပါတယ်။ဒီဖြစ်ရတဲ့ပတ်သက်ပြီးရင်မှုစစ်ဖြစ်သူဦးအောင်နိုင်စိုးကိုတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ဖုန်းပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူးရှင်။မလေးရှားနိုင်ငံကွာလာလမ်ပူလေးစိတ်မှာဗီဇာအတူကင်ဆောင်ထားတဲ့မြန်မာ82ဦးကိုခေါ်ဆောင်ခဲ့တဲ့အေဂျင့်3ယောက်ကိုဒီလ19ရက်မှာမလေးရှားနိုင်ငံတရားရုံးကနေစီရင်ချက်ချမှတ်တော့မှာဖြစ်ပါတယ်။ဦးစောထရဲ့တည်င်းပြပိုးချက်မှာရှုစားနေပါတယ်ရှင်။ ြီးခဲ့လာကမလေးရှားနိုင်ငံလေးစိမ်းမှာဗီဇအတုနဲ့အဖမ်းခံရတဲ့မြန်မာ82ဦးကိုခေါ်လာတဲ့အေဂျင့်၃ယောက်ကိုမလေးရှားတရားရုံးကလာမတ်စကိုရမှာစီရင်ချက်ချတော့မှာပါထိန်းသိမ်းခံရတဲ့မြန်မာ82ယောက်ထဲက52ယောက်ကိုမလေးရှားဗီဇအတုလာဝကအုပ်ရေပုံမှ14မြင်းဆောင်ခါနဲ့စီပန်တရားသူကြီးကထောင်ထဲတနစ်စီချလိုက်ပြီးမယ်ခေါ်ဆောင်လာတဲ့အေဂျင့်၃ယောက်ကိုတော့စကိုရနေ့မှာမိတ်ချမှတ်ပြီးမြန်မာနိုင်ငံကိုပြန်လွှတ်မယ်ဆိုတဲ့သတင်းတွေထွက်နေရကြောင်းမလေးရှားရောက်မြန်မာအတိုင်းဝန်ချမှာမကျေနပ်တာရှိနေပါတယ်မလေးရှားအစိုးရကလည်းသူတို့ကိုပြပြန်နေတဲ့ ထောင်းတန်းတနစ်စီချလိုက်တယ်။အဲတနစ်စီချလိုက်တဲ့အပေါ်မှာအဲခွဲခြားပြီးတော့မှချထားတယ်ပေါ့ဗျာ။ဒီအေဂျင့်၃ယောက်ကိုကြတော့16ရက်နေကြမှာလာမယ့်16ရက်နေကြမှာအဲတရားတရားရုံးထုတ်ပြီးစီရင်ချက်ချမယ်ဆိုတော့ဒီစီရင်ချက်ချနေခြင်းအတွင်းမှာဒီသူတို့ကျွန်တော်တို့ကြားသိရတာကတော့သူတို့ကရှေ့နေလို့ဘာလို့လဲဟိုငားပြီးတော့မှပေါ့ဗျာ။တရားကိုသူတို့နဲ့မပတ်သက်ဘူးဆိုတဲ့အခြေအနေမျိုးကို နောက်တန်ယုံကထောက်ခံပြီးတော့မှသူတို့လွတ်နိုင်ဖို့စူးစမ်းနေတယ်လို့ကျွန်တော်တို့ကြားတယ်။ဒီကြားတဲ့အတွေ့ကျွန်တော်တို့ကမခံကျင်လွန်းလို့ကိုဒီ၃ယောက်ကလူကုန်ကူးလာတဲ့အနေထားဆိုတာကိုမြောက်အောင်ကျွန်တော်တို့ကတော့ဒီဟာကိုဆက်လက်ဆောင်ရွက်သွားမှာပါ။ဖန်စီခံရတဲ့သူတွေအားလုံးမြန်မာနိုင်ငံမှာတယောက်ကိုကြံ့ငွေ၁၀သိန်းနဲ့စုမြန်နန္ဒာဝင်းအေဂျင်စီကစာချုပ်ချုပ်ပြီးမလေးရှားကိုပို့လိုက်တာဖြစ်ပါတယ်။ အစိုးရအသိမှတ်ပြုထားတဲ့ပြည်ပအလုပ်ခိုင်ရှာဖွေအေဂျင်စီအသိန်းချုပ်နဲ့လုံမဝင်ကြီးဌာနစစ်စစ်ပြီးပို့လိုက်တဲ့လုံမကြီးဖြစ်လို့ဒီကိစ္စကမြန်မာအစိုးရနဲ့လည်းတိုက်ရိုက်ပတ်သက်နေရလို့ပြည်ပရောက်မြန်မာပြည်ကမှဝေဖန်မှုရှိလာပါတယ်။ဘယ်အချိန်လုံးကလေးကဗီဇာအတူနဲ့ဒီလိုလူတွေတွင်းနေမှကျွန်တော်တို့လည်းမသိရအောင်။ဒါပေမဲ့သူတို့ဒီနိုင်ငံကိုဖျက်သွားဖျက်လာနေသူတို့စာအုပ်တွေထဲမှာတော့ရှိပါတယ်။အချိန်မနှဲတော့ဘူး။လူတွေမြောက်များစွာကိုဒီထဲမှာပို့ထားပြီးပြီ။အခုလက်ရှိအခြေအနေမျိုးမှာကျွန်တော်တို့ကတော့ဒီကလေးတွေအဲ အတက်နိုင်ဆုံးဟိုအားလုံးရဲ့ဖိအားတွေနဲ့ပေါ့လွန်မြောက်ဖို့အတွက်ကိုကျွန်တော်တို့အဖွဲ့အစည်းတွေကိုချင်းကပ်ပြီးကျွန်တော်စူးစမ်းနေတယ်ဖန်စီခံရတဲ့မြန်မာပြည်အားလုံးဇူလိုင်10ရက်ည7:00နာရီက AK503 Asia လေကြောင်းနဲ့မလေးရှားလေးစိတ်ကိုရောက်လာတာပါ။သူတို့အားလုံးမလေးရှားလေးစိတ်လာဝကဗီဇာစစ်ဆေးဂိတ်ကိုဖျက်ချော်အပြီးအေဂျင့်3ယောက်ကသူတို့ဘီဟိုင်းရှူမန်နီလေးစိတ်အတွင်ပြန်သိမ်းချိန်မှာရဲကမတင်ကဖြစ်ပြီးစစ်ဆေးရကအခုလိုဖန်စီခံခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်ဇော်ထပ်ပါ။ ကနေငံတောင်ပိုင်းဖန်ခါခိုင်ခေါလက်ကန်ကျေကတည့်ရွယ်ဟိုတယ်ပေယံဆိုင်မှာအလုပ်လုပ်နေရဲ့မြန်မာနိုင်ငံသား2ဦးအသက်ခံခဲ့ရတာနဲ့ပတ်သက်လို့မြန်မာတယုံတာဝန်ရှိသူတွေကထိုင်းဆိုအကိုတရားဝင်ဆက်သွယ်ကထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့တိုက်တွန်းကြောင်းမြန်မာလူထုတွေရဲ့အရေးကိစ္စဆောင်ရွက်ပေးနေတဲ့ FET အဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာဦးထွချစ်ကသူ့ရဲ့ Facebook စာမျက်နှာမှာရေးသားထားပါတယ်အသက်ခံရတဲ့မြန်မာရှေ့ပြောင်းအလုပ်သမား2ဦးဟာမောင်လာသိန်း25နှစ်နဲ့မောင်မင်းသိန်း21နှစ်ရှိပြီဖြစ်တဲ့ညီအကို2ဦးဖြစ်ပါတယ် ဩဂုတ်လ7ရက်နေ့ကဆိုင်ငင်းနဲ့ဈေးဝယ်ထွက်သွားတဲ့အချိန်မှာအသက်ခံခဲ့ရတာဖြစ်ပြီး15ရက်နေ့မှာတနတ်တန်ရဓာတ်တန်ရတွေနဲ့သေဆုံးနေတာကိုအလောင်းကအဖွဲ့ကတွေ့ရှိခဲ့တာဖြစ်ပါတယ်။သူတို့ညစ်ကိုနှစ်ယောက်လုံးဟာတရားဝင်မြန်မာနိုင်ငံကူလက်မှတ်ကင်ဆောင်ထားသူတွေဖြစ်ပါတယ်ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့စမပါရာကန်အရက်ကရှိတဲ့အဝေးချောက်ခံဆက်ယုံမှာဩဂုတ်လ18ရက်နေ့မနက်9နာရီဝန်းကျင်လောက်ကဘိုင်လာအိုးပေါက်ကွဲမှုကြောင့်အလုသမာ22ဦးဒဏ်ရာရှိခဲ့ကြပါတယ်။ဒဏ်ရာရှိတဲ့သူအလုသမာအများစုဟာမြန်မာတွေဖြစ်ပါတယ်။ ောက်ကွဲမှုကြောင့်ဆက်ယုံဝင်ခြင်းကအင်ဂျီ၁၀လုံးနဲ့ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဘန်ကောက်ပို့စ်သတင်းမှာရေးသားထားပါတယ်ရှင်။ယူရိုနိုင်ငံကလူမျိုးတွေနေထိုင်တဲ့ဒေသမှာအစ္စလာမ်သဘုံတွေရဲ့အန္တရာယ်ကိုစိုးရိမ်မှုတွေဆက်ရှိနေပါတယ်။ကိုနေသင်ချင်းရဲ့သတင်းပြပို့ချက်မှာရှုစားကြပါရှင်။ယူရိုနိုင်ငံကလူမျိုးတွေနေထိုင်တဲ့ဒေသမှာ ISIS တဘုံတွေရဲ့အန္တရာယ်ကိုစိုးရိမ်မှုတွေဆက်ရှိနေပါတယ်။ဒီဒေသအတွင်းမှာအခြားဒေသကဒုက္ခသည်၅သိန်းလောက်ရောက်နေပြီး ဒေသမြို့တော်အာဘေးမြို့မှာဒုက္ခသည်၄000ရှိနေတယ်လို့သတင်းတွေကဆိုပါတယ်။ဒါကြောင့်တချင်ကကဘာလက်ခီးသွားလုပ်ငန်းဖွင့်ပြိုးခဲ့တဲ့မြို့တော်ရဲ့စီးပွားရေးအပေါ်မှာလည်းအကျက်အတဲတွေတိုးနေပါတယ်။ကမရှိရှာအများနဲ့ဆိုင်ပိုင်ရှင်မူရက်ကအစပိုင်းမှာတော့ဆွန်ရအုပ်စုရဲ့မြို့တော်နာကိုရောက်လာပြီဆိုတဲ့သတင်းကြောင့်လူတွေဟာအံ့ဩပြီးတော့ဆွေးရင်နေကြပါတယ်။အခုတော့ဆဆရရပုံမှန်ပြင်ဖြစ်နေပါပြီလို့ပြောပါတယ်။ ဒါပေမဲ့စီးပွားရေးအပေါ်မှာတော့တက်ရောက်မှုတွေရှိခဲ့ပါတယ်။ရက်တချို့အယောင်းဝင်ပါခဲ့ပါတယ်လို့ပြောပါတယ်။အဘိမျိုးမှာရောက်နေကြတဲ့တချို့ကလည်းအကြမ်းဖက်မှုတွေနဲ့လူရဲမှုတွေပြည့်စုံနေပါတယ်။ဒဘုံတွေတင်းထားတဲ့ဘိုးဆိုးမျိုးကနေထွက်ပြေးလာတဲ့ဒုက္ခတွေတယောက်ကသူနဲ့သူဘဝလူစုပြည့်ဒုက္ခတွေတွေကလူအိုတွေမျိုးသမီးတွေနဲ့ကလေးတွေတက်ဆွေးရင်ပါတယ်လို့ပြောတာပါအဲ့ဟနာကလကင်လင်းတော့အဲ့ဟနာနောက်ထပ်ကားတွေတယောက်ကလည်းဒဘုံတွေအနေနဲ့ကိုအေးရန်ဆွေးရင်နေတဲ့အကြောင်းပြောပါတယ် ဟိုမရှိဘယ်နေရာမှာရောက်နေတယ်လဲဘယ်အခြေအနေမှာရှိနေတယ်လဲဆိုတာကိုသိချင်လို့အမြဲတမ်းစိုးရိမ်နေပါတယ်လို့ပြောပါတယ်။စွန်နီတဘုံနေရာအောက်ကလအစောပိုင်းမှာအီရတ်နိုင်ငံမြောက်ပိုင်းနဲ့နောက်ပိုင်းဒေသကိုတိုက်ပွဲမရှိဘဲသိမ်းယူနိုင်ခဲ့ပါတယ်။အဲ့နောက်မှာတော့ကက်ကူပိုင်းအုတ်ချုပ်ခွင့်ရဒေသကိုထိုးစစ်ဆင်ခဲ့ပြီးမြို့သုံးမြို့ကိုလည်းသိမ်းခဲ့ပါသေးတယ်။ဒေသအရာရှိတွေရဲ့ဆိုရကက်တက်တွေကမြို့နဲ့မြို့ကိုပြန်လည်သိမ်းခဲ့ပြီးမြို့တော်ကိုလည်းကာကွယ်ထားနိုင်တယ်လို့ဆိုပါတယ်။စီဝါရေးကုမ္ပဏီပါ 45ခုပါဝင်မဲ့ပြစ်စမအကြိမ်မြောက်အလောက်ကန်ခွန်လန်းများပြပွဲကိုအခုလ22ရက်နေ့မှာတက်မတော်ခမ်းမမှာကျင်းပသွားမှာဖြစ်ပါတယ်။ဦးစိုးဘေးကတင်ပြပို့ထားပါရရှင်။အဲ့ဒီပြပွဲကိုအလောက်ရှာဖွေနေတဲ့လူငယ်လူရွယ်တွေအတွက်အလောက်ကန်ခွန်လန်းများပုံမူရရှိနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့မြန်မာနိုင်ငံစွန်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကကျင်းပခဲ့တာပါ။ဒီစကူးရနေရကြားလာပြီ။ကြားပြီဆိုတော့ကျွန်တော်တို့ဘာလဲဆိုတော့ဒါဆိုရင်တော့၅ချိန်မြောက်ဖြစ်သွားပြီလို့ပြောတာ။ ီအလုပ်ရှာတဲ့လူတွေနဲ့ဟိုလာဒီကုမ္ပဏီကိုထိစပ်ပေးတယ်ထိစပ်ပေးခြင်းလဲဆိုတာတဏျာထဲမှာအချိန်ကုန်လဲတက်တာတယ်ငွေကုန်လဲတက်တာတယ်ဟိုတစ်ခါတည်းတိုက်ရိုက်ကြည့်ပြနိုင်တယ်ခွင့်ရစီခြင်းလို့ကျွန်တော်တို့အဲ့ရွေးချင်တယ်လုပ်ပြရအောင်ပြီးခဲ့တဲ့၄ချိန်မြောက်အလုပ်ကန်ခွင့်လန်းပြပွဲများမှာလူငယ်တွေ၂000ခွဲကျော်လောက်လာရောက်ခဲ့ပြီး20ရာနှုန်းလောက်အလုပ်ခံထားပေးနိုင်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ဒါလူတွေကလုပ်ငန်းခွန်အောင်ကြပါလဲဆိုတော့ဘာမှမသိကြဘူး။အဲကျွန်တော်တို့ဒီလိုမျိုးလုပ်ရတယ်ဆိုတော့သူတို့ကိုစပြီးတော့ ေးလိုက်တာပေါ့။ကွန်ပတီရှင်ပေးလိုက်တဲ့ချိန်မှာဆလာတယ်ပထမဆုံးတော့ဆလာတယ်ရှောက်ကြတယ်ပေါ့။အဲလူတောင်းကြော်လာတယ်။ဒါပေမဲ့အလို့ရရှိမှာတန်းပတ်ဆန်တော့လူရကြတယ်။ဒါပြန်ပြိုးတဲ့ဟာသိရပေါ့။ဒါပေမဲ့နောက်တစ်ဆင့်တစ်ဆင့်ကျွန်တော်လုလာတဲ့ချိန်မှာခုနကလို့10 to 15တော့ဖြစ်လာပြီ။ဟိုပြန်လည်းအလုံးလေးရပြီမဆိုးဘူးပေါ့။အခုဆိုရင်နောက်ဆုံးလို့သွားတဲ့ဟာဆိုရင်20 25%လောက်ရ။ဆိုတော့နောက်တစ်ခုကအခုနောက်ပိုင်းမှာလူရဲ့ဘာလဲဆိုတော့လူခင်ပြောင်းလို့ဒါလေးလူကတကယ်လူချောက်မလို့ပြောတာတော့ ဆဆလုံးလုံးကလူတွေအုံးထားနေတဲ့အချိန်မှာဗာလဲဆိုတော့သူကလာကြည့်ဘာမှမသိလို့လာကြည့်ရပြီများတယ်အခုတော့တကယ်လှုပ်ရှားတဲ့လူတွေလာတယ်လှုပ်နေတယ်တကယ်အရင်တက်စာရဒါလေးကကျွန်တော်တို့အောင်မြင်မှုရေးလို့ပြောတယ်အလုတ်ကန်ခွင်လန်းပြပွဲကို22ရက်ကနေ24ရက်နေ့ထိတက်မတော်ခမ်းမမှာကျင်းပသွားမှာဖြစ်ပြီးပြာခမ်းမောင်းတရားကျော်ပါဝင်မယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဇော်ဖေးသတင်းပေးပို့ထားတာပါမြောင်မြမြို့ဟောင်းရှေးရောင်ရင်ကျေမှုစုံကို ဖြတ်တန်းဖောက်လုထားတဲ့ကတ္တရာလမ်းမဟာဖောက်လုပြီး၅လအကြာမှပျက်စီးသွားတဲ့အတွက်ဒေသခံတွေနဲ့ဖျားဘူးတွေသွားလာရေခက်ခဲနေတဲ့အကြောင်းကိုဒေါက်ခင်မင်းစောကသတင်းပေးပို့ထားပါရရှင်။မြောင်မြမြမှာရှိတဲ့မြောင်မြမြို့ဟောင်းရှေးဟောင်းရေကျေးမှုစုံကိုဖျက်ဆန်းဖောက်လုပ်ထားတဲ့နှစ်တက်သမတင်ငားမှန်ရှိလျားတဲ့ကုန်းသာမြဆဲရောင်ကတရားလန်ဟာဖောက်လုပ်ပြီး၅လအကြာမှာပဲလမ်းရဲ80ရာခိုင်နှုန်းကျော်လုံးဝပျက်စီးသွားတဲ့အတွက်ဒေသခံတွေနဲ့ရှေးဟောင်းရေကျေးမှုဒေသကိုလာရောက်လည်လာသူတွေဖျားဘူးတွေအခက်အခဲကြုံတွေ့နေရပါတယ် ်ဒီလိုဆိုတာကစပင်းရမှာမဟုတ်အမီကျင်းအလီတော်လို့ရေခေါလာကျင်းဒါပြီးတော့ညအမကတော့တော့နေဟုတ်တယ်သူကတော့ပြန်လာမြောင်းမြကုံးတာများဆင်းရောင်လဲဟာ6မိုင်တစ်ဖက်လုံးရှည်လျားက4မိုင်ကိုတီပင်ကဖောက်လုခဲ့တာဖြစ်ပြီးပြန်တဲ့2မိုင်ကျော်ကတော့အလူရှင်ရဲ့အလူငွေ7,500နဲ့2013ခုနှစ်ဒီဇင်ဘာလအတွင်းကဖောက်လုခဲ့တာပါ အဲ့လိုလမ်းလူတဲ့အခါကျတော့ဟိုအန်ဂျီရိုကဒီကိုစီဗင်တာယာကအဖွဲ့တွေနဲ့အပ်ပါတယ်အဲ့ဒီအီးနဲ့အဒီနဲ့အဲ့ဒီစီဗင်တာယာရုံးမှာပဲခဲစီဗင်တာယာရုံးမှာပဲလက်မှတ်ထိုးပြီးတော့ဟိုစာချုပ်ချုပ်ပြီးတော့အပ်ပါတယ်သူက၅နှစ်အမှတ်ခံလို့ပြောတယ် တကယ်တမ်းခင်းပြီးတဲ့အခါမှာမိုးလေးရွာရောအကုန်လုံးချက်ချင်းပဲခြိုက်နေဖြစ်ကုန်ရွှွင့်နေဖြစ်ကုန်တော့အကုန်လုံးအဲ့တော့အခုဖျားဘူးတွေလည်းမလာနိုင်တော့ညမြစီပင်ကတော့လမ်းကူလိုပြည့်စည်ရတာဟာကုန်ကားတွေဖက်တန်းသွားလာတာကြောင့်လို့ပြောပေမဲ့စီပင်ကဖောက်လုခဲ့တဲ့ပြည့်စည်သွားတဲ့လမ်းနဲ့တစ်သက်တည်း၄မိုင်ရှည်လျတဲ့လမ်းကတော့မပြည့်စည်ဘူးလို့လမ်းလူရှင်ကပြောပါတယ်လူရှင်ကလမ်းပြည့်စည်မှုကို AI တိုင်းဒေတာကြီးဝင်ကြီးချုပ်အထိတိုင်ကြားထားပါတယ် များများကုန်းတာများသိအောင်လဲဟာများတကုံစီဒီနဲ့ကမ္ဘာကြီးဆုံးခေါင်းလောင်းသုံးလောက်ထားရှိမဲ့နေရာဖြစ်တဲ့မြတ်ဆိုင်ရောင်တောင်တော်ကိုအဓိကထားဖောက်လုပ်ထားပါတယ်။ကျမခင်မင်းသာပါရှင်။ Miss International 2014ပြိုင်ပွဲအတွက်မြန်မာနိုင်ငံကိုစားပြုအလမဲ့ရွေးချယ်ပွဲကိုဩဂုတ်လ18ရက်နေ့ကပြုလုပ်ခဲ့ပြီးခါနံပါတ်16ခင်ဝေဖြူဟန်ကစုခွေရရှိခဲ့ပါတယ်။အသက်18နှစ်အရွယ်ခင်ဝေဖြူဟန်ဟာ ေကူးဝစ်စုံအကာဝစ်စုံမြမယူရဝစ်စုံညနေခင်းဝစ်စုံတွေနဲ့ဝစ်ဆင်ပြီးရှင်ပြိုင်ခဲ့ရတာဖြစ်ပြီးနောက်ဆုံးအဆင့်စကားတဲ့အယောက်20ရဲကနေရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။အကဲဖြတ်တိုင်တွေအဖြစ် Miss International 2013ဆုရှင်ဖိလစ်ပိုင်အလမဲအပါဝင်ပြည်တွင်းကအမှုပညာရှင်တွေနဲ့တာဝန်ရှိသူတွေပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ Talent ဆုတွေမှာတော့ခါနမတ်15တိတ်ဟန်တော်ကရရှိခဲ့ပြီး Miss Photogenic ဆုကိုခါနမတ်18မေဘရနီတော် မစ်ဘယူတီဆူကိုခါနံပါတ်5အီနူဝေကရရှိခဲ့ပါတယ် first runner app ကို mebrani တော့ second runner app ကိုတဒါမရိုင်ယန်ကရရှိခဲ့ကြပါတယ်ရှင် miss မြန်မာ international 2014တရဖူဆုရှင်ခင်ဝေဖြူဟန်ကို miss မြန်မာ international 2013ဆုရှင်ဂုံရီအေဂျော်ကတရဖူလွှဲပြောင်းပေးခဲ့ပါတယ်ရှင်ဒီရီယုံမြင့်တန်ကြားရဲ့နောက်ဆုံးသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါနောက်တစ်နာရီကြာတဲ့အချိန်မှာလည်းထမှန်ရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုကြပါရှင် ကျွန်မခင်ယူပါကတင်ဆက်ပေးခဲ့တာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်